ိုတိုင်ကဖန်တီးထားတဲ့ဒူတိုင်းပြည်မှာဘုရားအမျက်တန်တရားဆောင်ဝန်အဲ့ဒီဟာနဲ့တွေ့နေကြည်ရဆိုရင်တော့ပြန်လည်ဝင်စားခြင်းတန်တရားဆောင်ဝန်ပါအဲ့ဒီတန်တရားဆောင်ဝန်နဲ့ထိတွေ့မိတဲ့အရာအလုံးကအရေးပေါ်ပြောက်ွက်သွားမှာပါနံပါတ်1ကောင်းကင်ဝိဇာနဲ့နံပါတ်2ကောင်းကင်ဝိဇာရဲ့စွန့်ရင်ကွာဟမှုကမိုးနဲ့မြေလိုကြီးမားတာပါဒီလက်ကဆိုရင်တော့ဝိညာဉ်ဘိမ့်မှန်ရဲ့နံပါတ်1ကောင်းကင်ဝိဇာအရှင်ဖြစ်ပါတယ်အလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှာတော့ကျွန်တော်က episode 192ကို review လုပ်ပေးတော့မှာဖြစ်ပါတယ် ါဆိုရင်တော့ဗီဒီယိုလေးစလိုက်ကြအောင် episode 192ရဲ့အစမှာရှောင်းဝန်းကထွက်လာတဲ့အချိန်မှာသူက ကိုပိုင်လီဟာနယ်ကိုဖန်တီးခဲ့ပါတယ်လက်ရှိကူယိုးထျံမင်းနံပါတ်3ကောင်းကင်ဝိဇ္ဇာအာလုံကရှောင်းဝဲလီဟာနဲ့ကဘာတွေကိုရောက်ရှိနေကြပါ။ဘာလို့လဲဆိုတော့ကြက်ကြွေးဆိုင်ရဲ့လီဟာနဲ့ကိုရှောင်းဝန်းကသူ့ရဲ့စွမ်းရည်နဲ့ချစ်ပိတ်ထားတာမို့လို့ပါ။ရှောင်းဝန်းကထွက်လာတဲ့အချိန်မှာကူယိုးထျံမင်းနဲ့နံပါတ်3ကောင်းကင်ဝိဇ္ဇာတို့ညံမရှိချက်ကရှောင်းဝန်းကလက်ရှိမှာတိုင်းသူတော်စင်မှာအစ်စ်မှာတိုင်းသူတော်စင်မှာ တိုင်းသူတို့စင်တရားကိုမြင်ပြီးတော့မှသူတို့ဗန်ရှမ်းနေရသူတို့သူတို့စင်တပိုင်းအဆင့်နေရဘာလို့တိုက်ခိုက်နေရလဲဆိုရင်တော့ရှောင်းကအခုမှအဆင့်တက်လာတာလို့သူတို့ကယူဆပြီးရှောင်းဝဲဒိုချီစွမ်းရီကမတီမငိန်ဖြစ်နေပြီးတော့ရှောင်းဝဲလေဟာနေပေါ်ထိန်းချုပ်နိုင်စွမ်းအများကြီးအားနည်းမယ်ဆိုပြီးတော့သူတို့ကရှော့တွက်ထားလို့ပါအဲ့ဒါကြောင့်မလို့သူတို့ကရှောင်းဝန်းကိုသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ခွဲတွေကိုအသုံးပြုပြီးတော့တခါတည်းတပ်ဖို့အတွက်ကြိုးစားနေရပါဒါပေမဲ့လေသူတို့ရဲ့ဒီလိုရက်ကကြောက်တောင်ကိုကျုံနေပောက်တာနဲ့ဘာမှမထူးမခြားနာဆိုတော့သူတို့ကနားမလည်ခဲ့ပါဘူး ပြောင်းလဲခြင်းကိုတွေ့အထွန်းထိပ်မှာတော့ရှောင်းဝမ်ကကုယိုလိုသူတော်စင်တပိုင်းအဆင့်ကိုဒိုင်းရအပြင်းထန်ရအောင်လုပ်နိုင်ခဲ့ပါတယ်လက်ရှိရှောင်းဝမ်ကပါလေလက်ရှိရှောင်းဝမ်ကတိုင်းသူတော်စင်မှာကျေတပွင့်တိုင်းသူတော်စင်မှာတိုင်းသူတော်စင်ဆိုတာဒိုချီကုန်းမြေတစ်ခုလုံးမှာထိပ်သီးနေရာမှာရပ်တည်နေတဲ့ပညာရှင်တွေပါတကယ်ဆရာဆရာကြီးတွေရဲ့နေပယ်ပါအဲ့လိုနေပယ်မှာကျေတပွင့်ကျေတပွင့်ကွာဟမှုကလည်းအရန်ကိုကြီးမားသလိုမျိုးတိုင်းသူတော်စင်တွေကသူတို့အောက်ကပညာရှင်တွေကိုသူတို့ကပျော်စိတ်တွေလို့သာသဘောထားတာပါ ဘာလို့လဲဆိုရင်တော့အဲ့လိုသဘောထားနိုင်တဲ့စွမ်းရည်မျိုးကလည်းသူတို့မှရှိနေလို့ပါစွမ်းရည်ကွာဟမှုကအရန်အုံးမှာကြောက်မဖွဲရကောင်းတဲ့အဆင့်လောက်ကြီးကိုဖြစ်နေလို့ပါကုယိုထင်မင်နံပါတ်3ကောင်းကင်ဝိဇာသူတို့ရဲ့အစွမ်းထက်ဆုံးသောဒူချီစွမ်းရည်တိုက်ခွက်တွေကိုထုတ်သုံးပြီးတော့တိုက်ခိုက်တဲ့အချိန်မှာဒီမှာကျွန်တော်ပြောချင်တာသူတို့ထုတ်သုံးတဲ့သူတို့ထုတ်သုံးတဲ့ဒူတိုင်းပညာအားလုံးကကောင်းကင်အဆင့်ဒူတိုင်းကြီးပဲဖြစ်ကြပါတယ်ဟုတ်ပါတယ်ကောင်းကင်အဆင့်ဒူတိုင်းကြီးပါပဲ ဒါပေမဲ့သူတို့အသုံးပြုတာအဆင့်နှိတ်ကောင်းကင်အဆင့်ဒိုတိုင်းနေတာဖြစ်ဖို့များပါတယ်။အလေလက်အဆင့်ကတော့ကုယိုးလိုအဆင့်တန်းမျိုးနဲ့ခွင်ကလန်းအောင်မှသူ့ကိုပေးမှမဟုတ်ပါဘူး။ဘာလို့လဲဆိုရင်တော့ကောင်းကင်အဆင့်ထိုတိုင်းကြီးရဲ့ရှားပါမှုကအရင်ဟုတ်မြင့်ပါပြီ။ဟွင်ကလန်မာတော်မှသူတို့ရဲ့အဆင့်မြင့်ပညာရှင်တွေကိုသာပေးရမှာပါ။နံပါတ်1ကောင်းကင်ဝိဇ္ဇာဖြစ်တဲ့ကုယိုးနောင်မှာကောင်းကင်အဆင့်ထိုတိုင်းအလေအဆင့်ကိုမပိုင်ဆိုင်တာမှတော့နံပါတ်3ကောင်းကင်ဝိဇ္ဇာဆိုရင်တော့ပြောဖို့မလိုအပ်တော့ဘူးထင်ပါလေ။ထင်မင်ကလည်းထင်မင်ကိုင်းရဲ့အခြေခံအုတ်မြစ်အနေနဲ့သူတို့ထင်မင်ကိုင်းမှာကောင်းကင်အဆင့်ထိုတိုင်းရောရှိနေတင်ပါလေ။ ဒါကြောင့်မလို့ဒီမှာသူတို့ထုတ်သုံးတဲ့ဒုတိုင်းပညာအလုံးကကောင်းကင်အစင်ဒုတိုင်းနေဖြစ်ပြီးသူတို့ရဲ့အစွမ်းထက်ဆုံးသောတိုက်ွက်တွေဆိုလဲဟုတ်ပါတယ်အဲ့လိုမျိုးသူတို့ရဲ့အစွမ်းထက်ဆုံးတိုက်ွက်တွေကိုရှောင်းဝန်းကလက်တစ်ဖက်ဝှင့်ရံပြီးအသာအရာလေးဖျက်ဆီးပစ်သွားတာပါဒါဆိုရင်တော့စွန့်ရင်ကွာမှုပါကြီးမားသောစွန့်ရင်ကွာမှုပါသူတော်စင်တပိုင်းဆိုတာဘလောက်ပဲအစွမ်းထက်ပါစေတိုင်းသူတော်စင်တယောက်ကိုရှင်နိုင်တဲ့အရာမဟုတ်ပါဘူးအရင်တိုက်ပွဲတွေမှာလည်းအလုံးကမြင်တွေ့ရမှာပါရှောင်းဝန်းကပြောင်းလဲခြင်းကိုယ်တွေအထုံးထဲကိုရောက်ရှိနေပေမဲ့လည်း သူ့ရဲ့အစွမ်းကုန်ထုတ်သုံးတာတော့မှာကုယိုးလိုမျိုးအစင်းမြင့်သူတော်စင်တပိုင်းအစင်းကိုအနိုင်မရခဲ့ပါဘူးအဲ့ဒါဆိုရင်လဲစွမ်းရည်ကိုဟာမှုကြောက်ပါလက်ရှိချိန်နေရအဲ့ဒီချိန်နေနဲ့တူညီပါတယ်လက်ရှိချိန်နေမှာတော့ဖြောင်းမြန်ပါကုယိုးတို့၃ယောက်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုတွေရာရှောင်းဝမ်းအတွက်တော့ကြောက်တောင်ကိုကျုံနဲ့ပေါက်တယ်လို့ပဲအရန်အုံးမှာအပြော့လုံးပါတယ်ဒါကြောင့်မလို့သူတို့ရဲ့တိုက်ခိုက်မှုတွေရာရှောင်းဝမ်းရဲ့လက်ဝင်ရမှုနဲ့တင်ပြောက်ွယ်သွားတာပါရှောင်းဝမ်းကဒီမှာအသုံးပြုတဲ့သူကိုယ်တိုင်ကဖန်တီးထားတဲ့ဒုတိုင်းပညာဗုဒ္ဓအမျက်တန်တရာဆောင် ဒီဒူတိုင်းပညာဆိုရင်တော့ရှောင်းဝမ်ကိုတိုင်ကဖန်တီးထားတဲ့ဒူတိုင်းပညာဖြစ်ပါတယ်ဒီဒူတိုင်းပညာကိုရှောင်းဝမ်ကဘော်ဒီတပတ်တစ်ပင်ရဲ့ဘွားပေါင်းတရာဝင်စားပြီးတဲ့နောက်အတွေ့အကြုံနေနဲ့သူဂူပိတ်လေးကျင်းနေတဲ့နှစ်နှစ်တာကာလအတွင်းမှာရရှိခဲ့တဲ့ညံအလင်းနဲ့ပေါင်းဆက်ပြီးတော့ဖန်တီးခဲ့တာဖြစ်ပါတယ်ဒီဒူတိုင်းပညာကြီးရဲ့မူလဖန်တီးရှင်ကတော့ရှောင်းဝမ်ကိုတိုင်ပါပဲသူ့ရဲ့စွမ်းရည်ဟာဆိုရင်တော့သူ့ရဲ့စွမ်းရည်ဟာဆိုရင်တော့တန်တရာစုံဝင်ရဲ့စွမ်းပါ ဒီမှာရှောင်းရဲလက်ထဲမှာကင်လာတဲ့လီဟာနဲ့တွင်းနဲ့ကြီးအဲ့လီဟာနဲ့တွင်းနဲ့ကြီးရဆိုရင်တော့ပြန်လည်ဝင်စားခြင်းတန်တရားဆောင်ဝန်းပါအဲ့ဒီတန်တရားဆောင်ဝန်းနဲ့ထိတွေ့မိတဲ့အရာအလုံးကအေးပျော်ပြောက်ွယ်သွားမှာပါဒီဒူတိုင်းပညာရဲ့ဆွမ်းရည်ကအလေအဆင့်ကောင်းကင်အဆင့်ဒူတိုင်းနေနဲ့နှိုင်းရှင်းနိုင်ပြီးအဆင့်မြင့်ကောင်းကင်အဆင့်ဒူတိုင်းနေနဲ့တော့ရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်အဆင့်မြင့်အထွန်းထိပ်ကောင်းကင်အဆင့်ဒူတိုင်းနေထက်တာနေကြတာပါဒီဒူတိုင်းပညာကတော့ရှောင်းဝမ်းကိုတိုင်ကသူ့ရဲ့ကိုပိုင်ညာအလင်းနဲ့ဖန်တီးနိုင်ခဲ့တဲ့ဒူတိုင်းပညာပါ သူ့ရဲ့အစွမ်းကလည်းဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုတာဒီမှာအလုံးကမြင်တွေ့ခဲ့ရမှာပါ။ရှောင်းရန်ကဘာမှမလုပ်ပဲပေါ့ပါသူ့ရဲ့ဝူရဲမှုတစ်ခုနဲ့တူမကောင်းဆိုးအုပ်ကြီးထင်မင်ကသူ့ရဲ့ဒိုတိုင်းပညာကလည်းပျက်စီးပြီးသူ့ရဲ့လက်တစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒါဆိုရင်တော့ဒီဒိုတိုင်းပညာကဘလောက်ထိတော့မှကြောက်ဖို့ကောင်းနေလဲဆိုတာကိုပြောပြနေတာပါ။ထင်မင်ကဆူဆူဝါကိုရှုံးနိမ့်သွားတာကိုမြင်တော့မှပဲကူယိုနဲ့နံပါတ်3ကောင်းကင်ဝိဇာကလည်းအချိန်တွေကလုံးဝမကောင်းတော့မှတိပြီးရောပြေးဖို့သတိရပါတယ်။အဲ့ဒီအချိန်ကြမှာသူတို့ကထွက်ပြေးဖို့အတွက်ကြိုးစားတာပါ။ မကောင်းဆိုးသော OG ထင်မြင်ရတော့ရှောင်းဝန်းကိုအတနာခံတောင်းပန်ပေမယ့်ရှောင်းဝန်းကဘလို့လုပ်ပြီးတော့ခွင့်လွတ်နိုင်ပါလဲသူ့ရဲ့ကြဲကြွေဆိုင်ကလူတွေအများကြီးကိုထင်မြင်ကတပစ်ခဲ့တာပါဒီလိုရညို့မျိုးကိုသူကဘလို့လုပ်ပြီးတော့မိနိုင်ပါလဲနောက်ဆုံးအချိန်မှာထင်မြင်ကရှောင်းဝန်းကသူ့ကိုလွတ်မပြေးတော့ဆိုတော့နားလိုက်ပြီကိုကိုကိုဖောက်ခွဲခဲ့ပါတယ်သူတော်စင်တပိုင်းအဆင့်ပညာရှင်တယောက်ရဲ့ကိုကိုကိုဖောက်ခွဲမှုပါတမန်အချိန်မှာဆိုရင်တော့ထင်မြင်ရဲ့ကိုကိုကိုဖောက်ခွဲမှုကကြဲကြွေဆိုင်တစ်ခုလုံးကိုဖျက်ဆီးပြဖို့ကလုံလောက်ပါတယ် ဒါပေမဲ့လက်ရှိချိန်ကြီးကမတူညီပါဘူးလက်ရှိချိန်မှာကြက်ကြွေဆိုင်ရဲ့လီဟာနေကိုရှောင်းဝမ်ကချက်ပိတ်ထားတာပါလက်ရှိချိန်မှာကြက်ကြွေဆိုင်ရဲ့လီဟာနေတစ်ခုလုံးကရှောင်းဝမ်ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေရပါနောက်ပြီးသူတော်စင်တပိုင်းစီပညာရှင်တယောက်ရဲ့ကိုယ်ကိုဖောက်ခွဲမှုကတိုင်းသူတော်စင်တယောက်ကိုအနေငယ်လေးမှထိခိုက်မှုမဖြစ်စေနိုင်ပါဘူးဒါကလည်းစစ်မှန်တဲ့စွန့်ရင်ကွာခြားမှုပါခင်မင်ရဲ့ကိုယ်ကိုဖောက်ခွဲမှုကိုဒီမှာရှောင်းဝမ်ကအသားရလေးတားဆီးသွားတာကိုလည်းအလုံးကမြင်တွေ့ရမှာပါ ခင်မင်ကကိုကိုကိုဖောက်ခွဲလိုက်တယ်ဆိုပေမဲ့သူကနှစ်ပေါင်းများစွာရှင်တန်ခဲ့တဲ့မကောင်းဆိုးအူကြီးတယောက်ပါကိုကိုကိုဖောက်ခွဲတဲ့အချိန်မှာသူ့ရဲ့ဝိညာဉ်တမြင်ကိုကြွကြွေဆိုင်ကတပည့်တယောက်နားကိုပူကတ်ခဲ့ပါတယ်သူ့ရဲ့ဒီလိုရဲ့မျိုးဟာအခြားလူတွေရဲ့အရှိမဆိုရင်အလုပ်ဖြစ်ကောင်းအလုပ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ရှောင်းဝဲနဲ့ရောက်ချမ်းရှိနေတဲ့အတွက်သူကဘလို့လုပ်ပြီးတော့အောင်မြင်ပါလေသူတို့နှစ်ယောက်လုံးကကောင်းကင်အစဉ်စိတ်ဝိညာဉ်ကိုရောက်ရှိနေတဲ့သူတွေပါ ဟုတ်ပါတယ်ဒီနေရာမှာတစ်ဖက်ပြောချင်တာရှောင်းရဲစိတ်ဝိညာဉ်ကလည်းလက်ရှိအချိန်တွေမှာသူတိုင်းသူတို့စဉ်အဆင်းကိုဖျက်ချွင်ရင်းနဲ့စိတ်ဝိညာဉ်ကပါအကောင်းကြီးအချိန်တွေကိုရောက်ရှိသွားပါပြီရှောင်းဝန်းကလူသားဝိညာဉ်ကောင်းကြီးဧကရေးဆိုတဲ့စိတ်ဝိညာဉ်အဆင့်၄စင်မှာလက်ရှိမှာကောင်းကြီးအဆင့်စိတ်ဝိညာဉ်ကိုရောက်ရှိနေပါပြီရှောင်းရဲစိတ်ဝိညာဉ်ဟာကောင်းကြီးအဆင့်ကိုရောက်ရှိနေတယ်ဆိုပေမဲ့ရောက်ချမ်းနဲ့ရှင်မယ်ဆိုရင်တော့အများကြီးကိုအားနေပါသေးတယ်ရောက်ချမ်းကကောင်းကြီးအဆင့်အထွန်းထိပ်ပါကွာဟာမှုကတော့ရှိနေပါသေးတယ်ဒါကြောင့်မလို့ထေမင်းရဲ့ဝိညာဉ်ပူကတဲ့လောက်ရက်က ကောင်းကင်ရဲ့အဆင့်စိတ်ဝိညာဉ်ပိုင်ရှင်တွေရဲ့အရှိမဘာမှအတုံးမွေနဲ့လုပ်ရပါဒါကြောင့်မလို့ရှောင်းဝန်းကထင်မင်းကိုချက်ချင်းပဲသူ့ရဲ့အာယုံခန်းစားမှုကနေရှာတွေ့ပြီးသူကသူ့ရဲ့ဝိညာဉ်တိုက်ခိုက်မှုနဲ့တစ်ချက်ထင်းနဲ့အဆုံးသတ်ပြစ်လိုက်ပါတယ်ဒီဝိညာဉ်တိုက်ခိုက်မှုကတော့ရှောင်းဝန်းကစေးကြောင်းဆောင်ရဲ့ချန်ပီယံဖြစ်တုန်းကရရှိခဲ့တဲ့ဒုတိုင်းပါစိတ်ဝိညာဉ်တိုက်ခိုက်တဲ့ဒုတိုင်းပါလက်ရှိရှောင်းဝင်းရဲ့ဆွေကအများကြီးကိုမြင့်တက်နေပြီမို့လို့သူ့ရဲ့တိုက်ခိုက်မှုကလည်းအတော်လေးဥမှာကြောက်ဖို့ကောင်းနေရပါ။ခင်မင်းတော်မှတစ်ချက်ထင်းနဲ့အသက်ပြောက်သွားရတာပါ။ ဗုဒ္ဓအမျက်အတန်တရာဆောင်ဝန်ရဲ့စွာဒီတို့တိုင်းပညာရဲ့စွာကတကယ်အစ်စ်မှာဘလောက်ထိတော့ကြောက်ဖို့ကောင်းလဲဆိုတာဒီမှာပဲကြည့်ကြပါအားလုံးပဲတန်တရာဆောင်ဝန်လေပတ်မှုတွင်နေပါအဲ့ဒီတန်တရာဆောင်ဝန်လေပတ်မှုတွင်နေတဲ့ထီတွင်းမိတဲ့လူအားလုံးကချက်ချင်းပဲအရေးပေါ်ပြောက်ွယ်သွားမှာပါဒီမှာသူတို့နှစ်ယောက်ကသူတော်စင်တစ်ပိုင်းအဆင့်အမြင့်ဆုံးအရှိန်ဒီနဲ့ပြင်းနေကြတယ်ဆိုပေမဲ့လေသူတို့ရဲ့အစွမ်းကုန်ထပြေးမှုကတော့မလုံလောက်ပါဘူး။ကုယိုးကရုံမှပြီးတော့နံပါတ်3ကောင်းငင်ဝေးဆောက်ကိုသူကဒိုင်းအဖြစ်အသုံးပြုခဲ့ပါတယ်။ နံပါတ်3ကောင်းကင်ဝိဇာတန်တရာစုံဝုံးအလင်းနဲ့ထိတွေ့သွားတယ်ချက်ချင်းပဲသူကအမှုတ်ဖြစ်သွားတာကိုလည်းအလုံးကမြင်တွေ့ရမှာပါအဲ့ဒီအချိန်မှာကုယိုးကိုလာရောက်ကဲတင်ပေးတဲ့လက်တစ်ဖက်ဒီလက်ကဆိုရင်တော့ဝိညာဉ်ဘိမ့်မရဲ့နံပါတ်1ကောင်းကင်ဝိဇာအရှင်ဖြစ်ပါတယ်နံပါတ်2ကောင်းကင်ဝိဇာနဲ့နံပါတ်1ကောင်းကင်ဝိဇာရဲ့စွန့်ရင်ကွာမှုကမိုးနဲ့မြည်လို့ကြီးမာတာပါဒီမှာပဲကြည်ပါသူ့ရဲ့တမန်လက်တစ်ဖက်ကရှောင်းဝင်းဗုဒ္ဓအမြဲတန်တရာစုံသူ့ရဲ့တိုက်ခိုက်မှုတော်မှာအရင်နှိတ်ခဲ့ရပါတယ်ဒါနောက်မှတစ်ဖက်လူရဲ့တိုက်ခိုက်မှုက ်တမန်လက်တစ်ဖက်မြဆင်းလိုက်ုံသာရှိသေးတာပါဒါဆိုရင်တော့စွန့်ရင်ကွာဟမှုပါပဲအခုနကပြောတဲ့စွန့်ရင်ကွာဟမှုပါနံပါတ်1ကောင်းကင်ဝိဇာနဲ့နံပါတ်2ကောင်းကင်ဝိဇာရဲ့စွန့်ရင်ကွာဟမှုကမိုးနဲ့မြလို့ကွာခြားတာပါနံပါတ်2ကောင်းကင်ဝိဇာဖြစ်တဲ့ကုယိုးကအစင်းမြင့်သူတော်စင်တပိုင်းအစင်းပညာရှင်လေးပါနံပါတ်3ကောင်းကင်ဝိဇာကတော့ကျဲနှစ်ပွင့်အလေအစင်းတိုင်းသူတော်စင်တယောက်ပါအစင်းအမှန်ကျဲနှစ်ပွင့်တိုင်းသူတော်စင်အလေအစင်းပညာရှင်ပါဒါတော့မှသူကဝိညာဉ်ဖိမ့်မှမှာဆိုရင်တမန်အကြီးကဲနေရာမှာပဲရှိနေသေးတာပါ ံပါတ်၁ကောင်းကင်ဝိဇာကလည်းဝိညာဉ်ဘိမ့်မှန်မှာဘာကောင်းကြီးမှမဟုတ်သေးပါဘူးသူကတမန်အကြီးကဲအဆင့်လေးသာရှိနေသေးတာပါဒါဆိုရင်ဝိညာဉ်ဘိမ့်မှန်ကဘလောက်ထိအင်အားကြီးလဲဆိုတော့အလုံးကတွေးကြည့်လို့ရမယ်လို့ထင်ပါတယ်အခုနံပါတ်၁ကောင်းကင်ဝိဇာရဲ့အစွမ်းကိုတည်ပြီးပြီဆိုတော့ရှောင်းဝန်းကဒီမှာနောက်ဆုတ်သွားတဲ့အကြောင်းရင်းကအထူးဆန်းမဟုတ်တော့ပါဘူးတိုင်းသူတို့စဉ်အဆင့်မှာကျယ်တပွင်းနဲ့ကျယ်တပွင်းရဲ့ကွာဟမှုကမိုးနဲ့မြေလိုကွာခြားတာပါရှောင်းဝန်းရဲ့ဗုဒ္ဓအမျက်တန်တရားဆောင်ကအလဲအဆင့်ကောင်းကင်အဆင့်ဒိုတိုင်းပညာနဲ့ညီမျှပြီး အစင်းမြေကောင်းငင်အစင်ဒူတိုင်းနဲ့ခနာတာရှင်တိုင်းနိုင်တဲ့စွမ်းရည်မျိုးရှိနေပေမဲ့သူ့ရဲ့တိုက်ခိုက်မှုကနံပါတ်၁ကောင်းငင်ဝိဇ္ဇာအရှိမဘာမှအတုံးမွင့်တာကိုလည်းအားလုံးကမြင်တွေ့ရမှာပါဒါအထူးဆန်းတော့မဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ရှောင်းဝမ်ကအခုမှကနအူးကျဲတဲ့ဘင်းတိုင်းသူတော်စင်အစင်လေးသာရှိနေတာပါလက်ရှိချိန်မှာသူ့ရဲ့အစင်ကြော်တိုက်ခိုက်နိုင်စွမ်းနဲ့သူ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုနောက်မှာသူရင်ဆိုင်နိုင်တဲ့ပြိုင်ဘက်ကအလွန်ဆုံးမှအစင်မြင့်ကျဲတဲ့ဘင်းတိုင်းသူတော်စင်တယောက်ကိုသာသူကရင်ဆိုင်တိုက်ခိုက်နိုင်တာပါ ကျဲနှပွင့်တိုင်းသူတို့စင်တွေကိုလက်ရှိရှောင်းဝမ်းအနေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်စွမ်းရည်မရှိသေးပါဘူး။ဒါကလက်ကိုလက်ခံရမယ့်အမှန်တရားတစ်ခုပါ။ရှောင်းဝမ်းကဗုဒ္ဓအမျက်ကြပန်းသူ့ရဲ့အစွမ်းထက်ဆုံးသောငါးယုံချဲ့မိကြပန်းကိုထုတ်သုံးလာခဲ့မယ်ဆိုရင်တော့ရလက်ကဘာမှကွာခြားသွားမှာမဟုတ်ပါဘူး။ဒီနေရာမှာကျွန်တော်ထပ်ပြီးပြောချင်တာသူတို့စင်တွေပဲကိုရောက်လာတဲ့အချိန်မှာရှောင်းဝမ်းရဲ့မိကြပန်းကလည်းအလောက်ထိအတုံးဝင်မှုမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့ရှောင်းဝမ်းရဲ့ကောင်းကင်မီတော့အစွမ်းအရန်အောင်မှအားနေသွားလို့ပါ ရှောင်းဝမ်ကသာနောက်ထပ်ကောင်းကင်ဘီတော့အစ်စ်တွေကိုရလာပြီးထပ်ပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့စွမ်းရည်ကလည်းထပ်ပြီးတော့တိုးမြင့်လာအောင်ပါလက်ရှိချိန်မှာရှောင်းဝမ်ကအမှန်တကယ်ပိုင်ဆိုင်လာတာကောင်းကင်ဘီတော့၄မျိုးသာရှိသေးတာပါကောင်းကင်မီတောက်9မျိုးနဲ့9ယောက်ချိန်မိကြပန်းကိုတုံးနိုင်တာအလေနေမီတောက်လို့ခေါ်တဲ့ကောင်းကင်မီတောက်အတုတမျိုးကိုသူ့စီမှာပိုင်ဆိုင်လာလို့ပါဒါကြောင့်မလို့ရှောင်းဝန်းကမီတောက်အစ်တတွေကိုသာထမရလာလို့ဆိုရင်သူ့ရဲ့ခီးလန်တစ်ချောင်းမှာအတောက်ပဆုံးဖြစ်ပြီးရန်သူတိုင်းဖိဖိတုံအောင်ကြောက်ခဲ့ရတဲ့မိကြပန်းကလည်း ကောင်းကင်မီတော့အစ်တေသာရှောင်းဝန်းကထပ်ပြီးတော့တင်းသွင်းမှုအတွက်မစ조사ခဲ့ဘူးဆိုရင်တဖြည်းဖြည်းနဲ့မိမ့်မိန်သွားပါလိမ့်မယ်။ဒါဆိုရင်လည်းဖြစ်တဲ့ကိစ္စပါပဲ။တိုင်းသူတို့စင်တွေဘာမိကြပန်နဲ့အနိုင်ယူနိုင်နေဆိုတာကြီးကအတိတ်ပဲမရှိပါဘူး။တကယ်လို့အဲ့လိုအနိုင်ယူခြင်းနဲ့ဆိုရင်ရှောင်းဝန်းမှာအစင်းမှန်ကောင်းကင်မီတော့၅မျိုးဒါမဟုတ်၆မျိုးကရှိနေမှာရပါမယ်။၆ယောက်ချိန်မိကြပန်၅ယောက်ချိန်မိကြပန်အဲ့လိုမိကြပန်နေရတာတိုင်းသူတို့စင်တွေအပေါ်မှာတကယ်အစင်းမှန်တက်ရောက်မှုမျိုးကိုရှိမှာပါ။ကောင်းကင်မီတော့အစင်းမြင့်လင်လေပို့ပြီးတော့ထိချက်ကပို့ပြီးတော့ပြင်းထန်နေပါ။ ဒါရီယူတော့ထားလိုက်ပါလက်ရှိမှာနံပါတ်1ကောင်းလေးဝိဇာဝင်ရောက်ကယ်တင်သွားတာမလို့ရှောင်းဝမ်းအနေနဲ့ကကူယိုကိုဘာမှမလုပ်နိုင်တော့ဘူးဆိုပေမဲ့ရှောင်းဝမ်းကကူယိုကိုအပြင်းထန်ဒဏ်ရာရရှိသွားအောင်လို့တော့ပညာပေးနိုင်ပါသေးတယ်သူ့ရဲ့တိုက်ခိုက်မှုကိုကူယိုဘော့ကိုပြစ်မှတ်ထားပြီးဒဏ်ရာတိုက်ခိုက်နိုင်ပါသေးတယ်အဲ့လိုတိုက်ခိုက်မှုနဲ့ရှောင်းဝမ်းကကူယိုကိုမတည်ုံတမဲ့ဒဏ်ရာအပြင်းထန်ရရှိအောင်လို့တိုက်ခိုက်ခဲ့ပါတယ်ဒီမှာနံပါတ်1ကောင်းလေးဝိဇာကယ်တင်သွားတဲ့အချိန်မှာကူယိုကလှမ်းပြီးတော့ပြောခဲ့တဲ့ငါတို့ခွင့်မျိုးနဲ့ဆိုရဲတိုင်းသူတို့စင်အဆင့်နေရာနေရာအနှံ့မှာရှိနေတယ် ဒီစကားဆိုရင်တော့ကုယိုးကလေးကျတာမဟုတ်ပါဘူးတကယ်ကိုရှိနေတာပါဝင်မျိုးနဲ့စူးဆိုတာအရန်အုံးမှာအင်အားကြီးမာတဲ့ရှေးဟောင်းမျိုးနဲ့စူးရှစ်ခုထဲရတစ်ခုပါဝိညာဉ်ဘိမ့်မဲ့မှာတော့တိုင်းသူတို့စဉ်အစဉ်ပညာရှင်တွေအများပြားရှိနေမှာတော့ခွေမျိုးနဲ့စုမှဆိုရင်ဘလောက်တော့ရှိလိုက်မလဲလက်ရှိချိန်မှာနံပါတ်1ကောင်းကင်ဝေးစာရှောင်းဝန်းကိုဘာလို့ကိုရန်ကိုကြလာရောက်တိုက်ခိုက်လို့မရလဲဆိုတော့သူတို့စီမှာလည်းအကန့်အသတ်တွေရရှိနေလို့ပါဒါကြောင့်မလို့လေနံပါတ်1ကောင်းကင်ဝေးစာကိုရန်ကချေချွေဆိုင်တိုက်ပွဲကိုမဆင်းသက်လာခဲ့တာပါသူကလူကေယုံတက်တက်တာလုပ်ခဲ့တာပါ ဒီမှာဝိညာဉ်ဘိမ့်မှန်ဟာပြောခဲ့တာရှောင်းဝမ်ကိုဝင်လောကကိုလာခဲ့ဝိညာဉ်လောကကိုလာခဲ့တကယ်လို့ရှောင်းဝမ်ကလက်ရှိချိန်မှာတိုင်းသရော့စင်အဆင်းကိုရောက်ရှိနေရဆိုပြီးဘဝင်မြင့်ပြီးတော့ဝိညာဉ်လောကဝင်လောကကိုသွားလိုက်မယ်ဆိုရင်သူ့ရဲ့ရလက်ကဘာဖြစ်သွားမယ်လို့အလုံးကထင်လဲဒါပေါ့ပြောစရာမလိုဘူးချွန်းချမ်းမရှိတည်ဆုံးခြင်းပါပဲသူကသူဘလောက်ကြီးပဲအစွမ်းထမ်းနေပါစေဝင်မျိုးနဲ့ဇူရဲ့မျက်စိရှိမှာကျဲတပွင့်တိုင်းသရော့စင်ဆိုတာကလေပြောစေးတကောင်ထက်မပိုသေးပါဘူးအလောက်ထိဝင်မျိုးနဲ့ဇူကအင်အားကြီးမားတာပါ လက်ရှိအချိန်မှာရှောင်းဝမ်ကကျယ်တဝင်းတိုင်းသူတော်စင်ဖြစ်နေပြီဆိုပေမဲ့သူ့ရဲ့ကျယ်တဝင်းတိုင်းသူတော်စင်အဆင့်ဟာအလဲပိုင်းကုန်းပြေတစ်ခုလုံးမှာစိတ်ကြိုက်သွားလာလို့ရပါမယ်တိုင်းသူတော်စင်ဖြစ်လာတာပြိုင်ဘက်ကင်ဖြစ်လာတာမဟုတ်ပါဘူးတကယ်ထိတ်တီးဆရာဆရာကြီးရဲ့နေပယ်ကိုတက်ရောက်သွားတယ်လို့ပဲပြောလို့ရပါမယ်အဲ့တကယ်ထိတ်တီးဆရာဆရာကြီးရဲ့နေပယ်မှာလဲတိုင်းသူတော်စင်အဆင့်ပညာရှင်တွေကအများအပြားကိုရှိနေတာပါအခုနကပြောခဲ့သလိုပဲဝိညာဉ်မျိုးနဲ့စုဝင်မျိုးနဲ့စုမှာပဲ ိုင်းသူတို့စဉ်အဆင့်ပညာရှင်အများပြားရှိနေတာမဟုတ်ပဲရှေးဟောင်းကလန်၈ခုရှေးဟောင်းမျိုးနွယ်စု၈ခုလုံးမှာရှေးဟောင်းမျိုးနွယ်စု၈ခုလုံးမှာလည်းတိုင်းသူတို့စဉ်အဆင့်ပညာရှင်တွေအမြောက်အများရှိနေပါတယ်ဒါအပြင်ဥမာအလဲပိုင်းကုန်းမြေကြီးမှာလည်းတိုင်းသူတို့စဉ်အဆင့်ပညာရှင်ကတယောက်မှမရှိတာမျိုးမဟုတ်ပါဘူးအလဲပိုင်းကုန်းမြေကြီးမှာလည်းပုံကွက်နေတဲ့ကြားရီနဂါးတွေဖြစ်ကြတဲ့တိုင်းသူတို့စဉ်အဆင့်ပညာရှင်တွေအမြောက်အများလည်းရှိနေပါသေးတယ် ဒီနေရာမှာအဓိကရှင်းပြချင်တာကတော့ရှောင်းဝန်းကသူတော်စင်ဖြစ်လာတာပြိုင်ဘက်ကိန်းဖြစ်သွားတယ်လို့ဆိုလိုတာမဟုတ်ပဲတကယ်ဆရာဆရာကြီးထိတ်တီးနဲ့ပဲတဲ့ကိုဝင်ရောက်ကစားအချိန်ဒီမှာသာရှိနေသေးတာပါအဲ့ဒီဆရာဆရာကြီးနေပဲမှာဆိုရင်လည်းအစင်းလိုက်အများကြီးဟိုမှာကြွားချမှုတွေဟာရှိနေပါသေးတယ်ဥပမာပြောရမယ်ဆိုရင်ကနဦးကျဲတဝင်းတိုင်းသူတော်စင်အစင်းရအလေလက်ကျဲတဝင်းတိုင်းသူတော်စင်အစင်းကိုရင်ဆိုင်တိုက်ခိုက်ဖို့အတွက်သူကအစွမ်းကုန်ကြိုးစားဖို့အတွက်လိုအပ်ပါလိမ့်မယ်ဒါပေမဲ့ရလက်ကကျဲတဝင်းအလေအစင်းပညာရှင်ရတာအနိုင်ရမှာပါဒါကလည်းစွန့်ရင်ကွာမှုပါ အဲ့လိုပဲတိုင်းသူတို့စင်အဆင့်မှာ ကနအူးနဲ့အလေအဆင့်ရဲ့စွမ်းရည်ကွာဟမှုကတော့အရန်ဝကြီးမားနေရပါရှောင်းဝမ်းလူမျိုးကောင်းကင်မီတော်ကိုပိုင်ဆိုင်ထားတဲ့အစွမ်းကြော့တိုက်ခိုက်နေစွမ်းရှိတဲ့လူတွေရမှသာကနအူးကျဲတပွင့်အဆင့်နဲ့အဆင့်မြင့်ကျဲတပွင့်အဆင့်လောက်ကိုသာရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်တာပါကျဲနပွင့်တိုင်းသူတို့စင်ဆိုရင်တော့ရှောင်းဝမ်းကလည်းရလက်ကိုပြောနေစရာတော့မလိုအပ်ပဲရှုံးနေရမှာပါဒါတိုင်းသူတို့စင်အဆင့်ရဲ့စစ်မှန်တဲ့စွမ်းရည်ကွာချမှုပါအဲ့လောက်ထိကိုစွမ်းရည်ကွာချမှုတွေဟာတိုင်းသူတို့စင်အဆင့်မှာပြင်းထန်တာပါကိုရိုးကနံပါတ်1ကောင်းကင်ဝိဇ္ဇာကတင်သွားတာမလို့ ကျွေဆိုင်ကြီးရဲ့အဆုံးသတ်ကဗေးရလေလက်ရှိမှာရှောင်းဝန်းကထွက်ပေါ်လာခြင်းနဲ့အတူပြီးဆုံးသွားခဲ့ပါတယ်။ဒီမှာကျွေဆိုင်အတွက်အသက်ကိုစရေပြီးတော့တားဆီးပေးခဲ့တဲ့တပည့်တွေရှောင်းဝန်းကသူ့ရဲ့တည်ဆုံမှုကိုမမေ့ရောပါဘူး။သူ့ရဲ့တည်ဆုံမှုကြောင့်ပဲကျွေဆိုင်ကြီးကလက်ရှိအခြေအနေကြောင့်တောက်ခံနိုင်ခဲ့တာပါ။ဒါပေမဲ့အဲ့လိုအခြေအနေမျိုးကရှောင်းဝန်းရဲ့အမျက်ဒေါသကိုအဆုံးဆုံးထိနှိုးဆွလိုက်ပါတယ်။ရှောင်းဝန်းကလေလျက်စီးဆိုင်ထျံမင်ကိုင်းရေခဲမြေတောင်ကြားတို့သူကအလဲပိုင်းကုန်းမြေကြီးကနေအမေကနေဖယ်ရှားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ ဝိဇလဲနဲ့ဟန်ကလန်ဟန်ကလန်ကတော့လက်ရှိချိန်မှာအလဲပိုင်းကုန်းမြေကြီးရဲ့မြောက်ပိုင်းလေလျက်စီးဆန့်ရဲ့လောက်ခန့်နေမိထဲမှာတည်ရှိနေတဲ့ကလန်ငယ်လေးတစ်ခုပါဟန်ကလန်ဆိုတဲ့အဆင့်တန်းအလဲပိုင်းကုန်းမြေကြီးနဲ့ရှင်လိုက်မယ်ဆိုရင်အရန်အုံးမှာတင်းခဲ့တဲ့အရာလေးပါလွန်ခဲ့တဲ့နှစ်တည်တည်းရှောင်းရှောင်းဝန်းကဂူပိတ်လီးကျင်းနေတဲ့အချိန်မှာလေလီလျက်စီးဆန့်ရင်ကဟန်ကလန်ကိုထောက်ရှောက်ဖိနှိပ်မှုတွေကိုလုပ်ခဲ့ပါတယ် အခုချိန်မှာဝိဇာလေကိုရိုင်းကဟန်ကလန်ကိုလာရောက်တိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့ရှောင်းဝမ်းတို့ဘက်ကသာအနိုင်ရရှိသွားမယ်ဆိုရင်သူတို့မှပြင်ဆင်မှုတွေကိုလုပ်နိုင်အောင်ဆိုပြီးတစားကန်ကိုလာရောက်ဖမ်းဆီးတာပါဝိဇာလေရဲ့ဒီအကြံအသက်ကဲဟွက်ဖဲတစ်ခုရရှိအောင်လို့သူကလှုပ်ဆောင်နေရပါဒါပေမဲ့လေရလက်ကသူထင်တာကနေလုံးဝကိုကွဲပြားနေတာပါဝိဇာလေရလက်ရှိချိန်မှာအလွန်ဆုံးမှအဆင်ပြေတက်လာရင်တော့သူ့ရဲ့စွမ်းရည်ကကျယ်၅ပွင့်ကျယ်၆ပွင့်တိုင်းဝိဇာအဆင့်သာရှိသေးတာပါရှောင်းဝမ်းရဲ့မျက်စိထဲမှာသူကထဲပြောဖို့တော့မထိုက်တန်တဲ့လူတစ်ယောက်ပါ ပျောစိတ်တကောင်အဖြစ်အောင်တန်မှုမရှိပါဘူးဝိဇ္ဇလဲရအောင်မှာရှောင်းဝဲရဲ့မျက်စိရှိမှာအလောက်ထိတန်မှုမရှိတာဖေထျန်းဆိုရင်တော့ပြောစရာတော့မလိုအပ်တော့ပါဘူးတချိန်ကရှောင်းဝန်းကိုလိုက်တက်ခဲ့တဲ့ဖေထျန်းကဆိုရင်ရှောင်းဝဲရဲ့မျက်စိထဲမှာသူကမြုံမုံတမုံစာလောင်းတော့တန်မှုမရှိတဲ့အနေထားဖြစ်သွားပါပြီရှောင်းဝန်းကဖေထျန်းကိုသူ့ရဲ့အကြည့်တစ်ချက်နဲ့တင်အဆုံးတက်နိုင်လောက်တဲ့အထိအစွမ်းထက်နေတဲ့အခြေအနေမှာပါဖေထျန်းကလက်ရှိမှာကြဲကိုပွင့်ဒူဆုံးအထွန်းထိပ်အဆင့်သာရှိသေးတာပါဒီမှာဆိုရင်ပဲကြည်ပါရှောင်းဝဲရဲ့သူတော်စင်အချိန်ဝါနဲ့တင် ဒုဇုံအဆင့်ပညာရှင်အားလုံးကအမှုတ်ဖြစ်သွားတာကိုလည်းအားလုံးကမြင်တွေ့ရမှာပါ။နောက်ပြီးတော့ဝိဇာလေးကရှောင်းအောင်ကိုချင်းချောက်ချင်တာ။ဒါအဆင်ရင်တော့ဒီကောင်ကအိမ်မက်မက်နေရလို့ပဲပြောရမှာပါ။ဝိဇာလေးလိုကျင်ကားပွင့်ချက်၆ပွင့်တန်းဝိဇာမပြောနဲ့။သူတော်စင်ဒပိုင်းအဆင့်ပညာရှင်တွေကတော့ရှောင်းဝဲရှိမှအဲ့လိုလှုပ်ဆောင်ဖို့အတွက်စွမ်းရည်မရှိပါဘူး။ရှောင်းအောင်ကဝိဇာလေးကိုသူကိုယ်တိုင်တော့အသက်ပြောက်သွားတဲ့ဆိုတာမသိလိုက်တဲ့တိုက်ကွက်မျိုးနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ဒါဆိုရင်တော့ဝိဇာလေးအတွက်ဂုံယူစရာလို့ပြောရမှာပါ။ရှောင်းဝမ်းရဲ့ဗုဒ္ဓအမျက်တန်တရာစုံဝင်တဲ့တေရတာ သူ့အတွက်ဂုံယူဆရာလို့တော့သူကဝင်ကြွားအောင်မှာပါဘာလို့လဲဆိုရင်သူ့လိုအမိုက်ကိုတပ်ပြဖို့အတွက်ရှောင်းဝန်းကသူ့ကိုယ်တိုင်ဖန်တီးထားတဲ့ဒိုတိုင်းပညာအောင်တော်မှာအသုံးပြုပေးလိုက်လို့ပါဒီမှာနောက်ထပ်ရှင်းပြချင်တာရှောင်းဝန်းရဲ့တံပေတဲ့ပြောင်းလဲခြင်းဒီရှောင်းဝန်းရဲ့လက်ဆွဲတော်ကြီး heavy shrine ruler ကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်တစ်သက်လုပ်ပြီးတော့တင်ပေးပူပါတယ်ပေဒန်ကြီးရဲ့အကြောင်းအရာအကြောင်းပေဒန်ကြီးရဲ့စွမ်းရည်အကြောင်းအသေးစိတ်တင်ပေးပူပါတယ် ဲ့ဒီထဲမှာကျွန်တော်ပြောခဲ့သလိုပဲလက်ရှိပေဒန်ကြီးကရှောင်းဝင်းရဲ့စွန့်ရင်ကတူမီလာနဲ့အမျှပေဒန်ကြီးကလည်းစင့်ကယ်ပြောင်းလဲလာမှာပါလက်ရှိမှာရှောင်းဝင်းကတိုင်းသူတော်စင်အစင်းကိုချိုးဖျက်ပြီးသွားပြီမလို့ပေဒန်ကြီးကလည်းသူတော်စင်အစင်းလက်နက်တစ်ခုအဖြစ်စင့်ကယ်ပြောင်းလဲလာတာပါဒါဆိုရင်တော့အခြားလက်နက်တွေနဲ့ heavy shan ruler ပေဒန်ကြီးရဲ့ကွာမှုပါပဲပေဒန်ကြီးရဲ့အကြောင်းကိုအသေးစိတ်ကြည့်ချင်တဲ့ဆိုရင်တော့အဲ့ဒီဗီဒီယိုမှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ရှောင်းဝန်းကလီလျက်စီးဆိုင်ကိုအမြစ်ကနေချိန်မုံပြီးတဲ့နောက်မှာ ဟန်ကလန်ကိုလီလက်စီးဆိုင်ရဲ့နေရာကိုအစားထိုးဝင်ရောက်ဖို့အတွက်သူတို့ရဲ့ကြေကျေဆိုင်ကကြောထောင်းနောက်ခံလုပ်ပေးမယ်ဆိုပြီးတော့ဂရိပေးခဲ့ပါတယ်ဟန်ကလန်အနေနဲ့ပြောရမယ်ဆိုရင်ဆိုင်ရီ၄ခုနေရာမှာပအဝင်ဖို့ကသူတို့အိမ်မက်ထဲမှာတော့ထည့်သွင်းပြီးတော့မမှတ်ခဲ့ဘူးတဲ့အရာပါအလဲပိုင်းကုမြေကြီးကတကယ်တကယ်ပြောရမယ်ဆိုရင်တကယ်ဥမရက်ဆက်ကြံကြုတ်တဲ့နေရာပါအလေပိုင်းကုမြင့်မှာရှင်တန်ရက်တီဖို့အနေနဲ့ဆိုရင်အင်အားစုတွေအနေနဲ့သူတို့ကအတော်လေးကိုရုံးကန်ရတာဖြစ်ပါလေ။စံရင်လေးခုလိုနေရာမျိုးကိုရောက်ဖို့ဆိုရင်သူတို့စီမှာတိုင်းဝိစာအဆင့်ပညာရှင်တွေအများပြားကိုလိုအပ်နေပါသေးတယ်။ လက်ရှိကြက်ကျွင်းဆိုင်အနေနဲ့ရှောင်းဝမ်းကိုတိုင်ဟာထောက်ပံ့ပေးထားတဲ့အကြောင်းဟန်ကလန်ရဲ့ဆိုင်လေးခုနေရာကိုဝင်ရောက်လာမှုကိုဘသူကမှလာရောက်ပြီးတော့မေးခွန်းထုတ်ရမှာမဟုတ်ပါဘူး။ဒါကလေစစ်မှန်တဲ့စွန့်ရည်ပါပဲ။စွန့်ရည်သာရှိနေရင်အရာအလုံးကိုလုံဆောင်နိုင်ပါတယ်။လက်ရှိရှောင်းဝမ်းကအလဲပိုင်းကုန်းမြစ်မှာတောင်းကျမ်းနေတာကိုရှေးယောင်းကလန်တွေကဘာလို့ဝင်ရောက်မပါလဲဆိုရင်တော့ဒါကအလဲပိုင်းကုန်းမြစ်ကြီးရဲ့ကိစ္စပါပဲ။အလဲပိုင်းကုန်းမြစ်ကြီးကအာဏာလုပ်ပဲပါ။သူတို့ရှေးယောင်းကလန်တွေနဲ့ဘာမှသက်ဆိုင်မှုမရှိနေပါဘူး။ဒါကြောင့်မလို့ဒီလိုကိစ္စတွေမှာရှေးယောင်းကလန်တွေအနေနဲ့ကပေါင်ရင်ပတ်သက်လို့မရပါဘူး။ ကျွန်တော်ကတော့ခရိုစာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး